ရေဇက်တို့ဒီလဲဆိုရယ်ဇလန်းမှာကိုနေတို့ရဲ့ညီဝမ်းခွဲပေါ့နော်အဲ့နေရာပါဝင်လာပါတယ်အဲ့ဇလန်းထဲမှာရယ်ကိုနေတို့ကကြတော့ဟိုလိုရာလေးကြီးပြပြပါပေါ့နော်အမှကျွန်တော်ဒီ ID နဲ့ပတ်သက်ပြီးလိုရာလေးကြီးပြပြရတယ်အဲ့ဒီမှာ supporting ပေးပါတယ် senior တယောက်အနေနဲ့ဟိုအငယ်တယောက် supporting ပေးတယ်ပြီးသူပြောလိုက်လို့လဲကိုကပို့ပြီးပြည်စုံသွားတာမျိုးလည်းရှိတယ်ပေါ့နော်ပညာရေးလည်းအများကြီးရပါတယ်ဗျဆံပြတယောက်တည်းဆိုရယ်ကျွန်တော်တော်တော်များများကိုကြိုက်တယ်ဗျဥမာကျွန်တော်ကြိုက်တဲ့အချိန်မှာဆိုဥကျော်ဟင်းတို့ကိုကြိုက်တယ်ပြီးကိုသားကြီးတို့ကိုကြိုက်တယ် ပြကိုပြည်တီယူတို့လည်းကြိုက်တယ်ပြကိုနေတို့ကိုလည်းကြိုက်တယ်အဲ့လိုမျိုးအဲ့ဒါဆိုရင်အဲ့လိုဆန်ပြားတယောက်တည်းပုံစံမျိုးတော့မရှိပါဘူးဗျာဟုတ်ကဲ့သူတို့ဆိုကာရတာအရန်ဖြစ်တယ်ဗျာကာရတာဖြစ်တယ်ဆိုတော့သူကကာရတာအစ်ပုံစံမျိုးအထိအနည်းဆက်ဆုံးတူတယ်အနည်းဆက်ဆုံးတူတယ်ပြတကယ်လည်းကောင်းတယ်ဖြစ်တဲ့အတွက်ကြောင့်ကိုကလည်းအဲ့လိုဖြစ်လာအောင်လို့ဘယ်လိုကြိုးစားရမလဲအဲ့လိုမျိုးပညာပိုင်းနဲ့ပတ်သက်ပြီးတော့စကားကြည့်ပြီးတော့တော့ကျွန်တော်ရှာဖြစ်ပါတယ်ဗျာဟုတ်ကဲ့ဟိုရေစက်တို့ဒီလဲပေါ့နော်ရေစက်တို့ဒီလဲဆိုရယ်ဇလန်းမှာကိုနေတို့ရဲ့ညီဝမ်းခွဲပေါ့နော်အဲ့နေရာပါဝင်လာပါတယ်အဲ့ဇလန်းထဲမှာကိုနေတို့ကကြတော့ ဟိုလိုရာလေးကြီးပြောပြရပါတော့เนาะအမကျွန်တော်ဒီ ID နဲ့ပတ်သက်ပြီးလိုရာလေးကြီးပြောပြရတယ်အဲ့ဒီမှာ supporting ပေးပါတယ် senior တယောက်အနေနဲ့ဟိုအငယ်တယောက် supporting ပေးတယ်ပြီးတော့သူပြောလိုက်လို့လည်းကိုကပုံကြီးပြည့်စုံသွားတာမျိုးလည်းရှိတယ်ပေါ့เนาะပညာရည်လည်းအများကြီးရပါတယ်ဗျကျွန်တော်တို့ကကြာတော့ဒီစတဲ့တွေ့ရတာမျိုးကမဟုတ်ဘူးပေါ့เนาะကိုစုံတဲ့စင်လေးမှာသူလည်းအဲ့အတွက်ကြောင့်သူပြောလိုက်တဲ့ပုံစံမျိုးလေးတွေသူသူတင်ပေးလိုက်တဲ့ body language လေးတွေကလည်းအဲ့တစင်းစာဆိုတော့အများကြီးအသုံးတည်သွားတယ်ပေါ့เนาะပြီးတော့မှတ်သားစရာလည်းဖြစ်တယ်နောက်ကြရင်အမဒီလိုဒီလိုမျိုးလာမယ်ဆိုရင်ဘယ်လိုပြန်လုပ်လို့ရလဲအဲ့လိုမျိုးသူက ောပြရဲဆိုရင်သူတို့ကျတော့အတူပဲပုံမှန်လူတယောက်အကြံပေးရင်ကျတော့ point ကိုတန်းမရဘူးဗျာဟိုမဟုတ်တခြားလူတွေအဲ့လိုမျိုးကပြောနေတာမဟုတ်ဘူးသူတို့ကျရိုက်ရိုက်နေကြရောပြီးဒါအသေးဆုံးပညာတက်ပြီးသားလူတယောက်ပြောရတဲ့ချက်ချင်းအဲ့လိုတန်းပြီးလှုပ်တက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့ပို့ပြီးတော့လည်းပညာရရတယ်ပို့ပြီးအထီးမိရအိုင်တင်ပို့ရတာပေါ့နော်သူကလည်းသင်ပေးတယ်ပေါ့နော်အဲ့လိုဟုတ်ကဲ့ကျွန်တော်ဟိုဟာဟိုဟာဂီတာတီးတက်တယ်ပြီးတော့သင်းနေပါဆိုတက်တယ်အဲ့လောက်ပါတခြားလက်လက်အများကြီးတော့မရှိပါဘူးဗျာဟုတ်ဥမာကျွန်တော်အရင်တော့10အောင်ပြီးခြင်းပေါ့နော်16ဆက်ကုန်တော့အဲ့မှာ ငကိုရဲ့အဆိုဝါနာပါတော့ဂျင်းဆိုဝါနာပါတယ်ကျွန်တော်အဲ့လိုအစီအစဉ်အဆိုစနဲ့တက်ဘူးရယ်ပြီးရဂီတာတွေပါရသင်တယ်ပေါ့နော်အဲ့လိုမျိုးဂီတာတွေပါရသင်ပြီးအဲ့လိုမျိုးလုပ်ဖို့လုပ်နေနေပြီးတော့မှဒီဟာလုပ်ဖြစ်သွားတာငကောကဒီဟာဝါနာပါမယ်ကျွန်တော်မသိဘူးနောက်ပိုင်းကျတော့အဲ့လိုတချင်းသူ့ကိုလာခေါ်ရတာဗျအဲ့မှာတချင်းရိုက်ဖို့ရှိရဲဆိုတီးဥဆောင်ပိုင်းပါတိတ်နားမလားအဲ့တချင်းဆိုလဲအမှန်တော့ကျွန်တော်အခုဆိုရင်တချင်းရိုက်မယ်ဆိုရင်ကျွန်တော်ဇလန်ဖရင်အကြမ်းလေးတောင်းအဲ့တော့တောင်းလို့တောင်းရမှလည်းမသိဘူးအဲ့လိုစင်းနေပါတိတ်နားမလဲဗျာအဲ့တော့တချင်းတချင်းနေပါလေလုပ်ဖို့လုပ်နေတဲ့အချိန်မှာဆိုတော့သွားရဲလိုက်တယ်သွားရဲလိုက်တဲ့အချိန်မှာအဲ့လို ဒီဟာလေးဝါနာပါမန်းတိတာပေါ့နော်။အစစချင်းကကိုယ်အနုပညာလောကနဲ့ဝေးရလေ။အနုပညာလောကနဲ့ဝေးရအချိန်မှာကျွန်တော်ငငယ်တော့ကိုဘာဝါနာပါလို့ပါမန်းမသိ။ဒီလောကနဲ့ဝေးရအချိန်မှာကိုယ်ကဒါအောင်မမြင်ကိုယ့်ရဲ့အမျိုးတည်းမှမမြင်ဘူးအတိတ်ထဲမှလည်းမမြင်ဘူး TV ထဲမှမမြင်ဘူး။အဲဒါကြောင့်ကိုဝါနာပါဘာလို့ပါလဲဆိုတော့ကိုယ့်အောင်မသိ။ဟိုကျွန်တော်ကြောင်းတက်တဲ့အချိန်ကြီးသူများဘာဝါနာပါလဲမင်းကျွန်တော်မဖြေတတ်ဘူးဗျာ။ဘာလို့လဲဆိုတော့ကိုကဘာဝါနာပါလဲကိုမသိ။ဒီဟာကိုလုံဘူးမှကိုကဒါဝါနာပါနေရဆိုတော့ကိုယ့်အောင်သိရအောင်။အရင်တော့အဲ့လိုမျိုးပါနော်။ကိုယ့်အောင်ကိုမသိတာပါနော်။ဟုတ်ကဲ့။ဒါကားကြီးကတော့ကြိုက်တယ်ငယ်တဲ့ကျွန်တော်က ဟိုဟာကျွန်တော်ဘိုင်းနဲ့ဈေးနေအထိကြည့်ရတယ်အဲဘိုင်းနဲ့ဈေးနေကိုစိတ်ဝင်စားတယ်ဒါပေမဲ့ဘာဖြစ်လို့စိတ်ဝင်စားလဲတော့မသိဘူးပြည်ဆိုင်ငငယ်တော့အဲ့လိုမျိုးစိတ်ဝင်စားဥမာစကားတကားပြီးတယ်ဗျာစကားတကားပြီးရင်စာတန်းထွင်ပြီးနောက်အကွက်သေးသေးလေးနဲ့ဘိုင်းနဲ့ဈေးလေးလာဥမာဓာတ်ထုတ်ခံရတဲ့ဈေးဥမာဘယ်လိုမျိုးအဲ့ဒီမှာပြန်ဖြတ်လိုက်တာလဲဥမာသွေးဆိုရင်ဘယ်အရေကိုသုံးတာလဲအဲ့လိုမျိုးလေးပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးလေးကဘယ်လိုရိုက်လဲငကိုရဲစိတ်ဝင်စားတယ်အဲ့လိုဟိုငငယ်တဲ့ဗမာကားကြည့်ရင်ကြတော့နောက်ဆုံးမှပါတယ်ဆိုတော့လေ